အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့အိမ်နောင်ကြီးဖောက်ပြန်ပြီမလဲရမရှာတဲ့မရဲ့ကြီးစီပဲပြန်ရောက်လာတဲ့အကြောင်းကိုပြောပြလာတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါလိမ့်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြမကန်ထွေးနှောင်းလေးချန်နယ်မှာ ပြန်လေကြိုးလိုက်ပါလိမ့်ဗျာဖောက်ပြန်လေးဆိုတာမသိအောင်လုပ်ကြတာမသိအောင်ခိုးစားကြတာ เนาะအဲ့တော့အိမ်အောင်ရေးတစ်ခုကြောင်းမသိပြပြမယ်။ရောင်ချလုပ်တဲ့သူကကွာကုမ္ပဏီလုပ်ငန်းလုပ်တဲ့ခါကျတော့ခီးရီထွက်ရတာပေါ့နော်။ခီးရီထွက်ရတဲ့ခါကျတော့အာအရေးကြီးတဲ့အစည်းအဝေးတို့เนาะလုပ်ငန်းရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေဆုံးဖြတ်ချက်ချရတော့မယ့်နေရာတို့ပြီးလို့ရှိရင်တကယ်လူကြီးလူကောင်းတွေနဲ့တွေ့ရတော့မယ့်နေရာတို့ကြာလို့ရှိရင်အရေးကြီးကိုခေါ်သွားတာခါကျတော့ပြောတယ်ကွာချစ်တဲ့အရန်ချစ်တဲ့သမီးမှာခေါ်သွားတာပေါ့။ အဲ့ကျန်တဲ့အချိန်တွေကြာလို့ရှိရင်တော့ဒါသမီးမမလိုက်နိုင်ဘူးအိမ်မှာသူ့ယောက်ျားခီးသွားလို့ရှိရင်ကျန်တဲ့လုပ်ငန်းတွေကမိမလုပ်တဲ့သူကလောက်ရတဲ့တားရဲသမီးနဲ့အိမ်မှာအုပ်အုပ်စီစီထိန်းထိန်းသိမ်းသိမ်းနဲ့မိမလုပ်တဲ့သူကအဲ့လိုမျိုးနေရရှာတယ်အဲ့ခါကျတော့သူ့ယောက်ျားသွားလို့ရှိရင်ဒီမယံငယ်ပါတော့မှောင်သူမိမသိတယ်မယံငယ်ဆိုတာလည်းတစိမ်းမဟုတ်ဘူးသူရဲ့တငယ်ချင်းအဲ့မျိုးဆိုတာသိထားရတဲ့ခါကျတော့အဲ့ဒီလိုသိတဲ့အဥ္စာကိုယောက်ျားလုပ်တဲ့သူကို ရန်ရှာတာလည်းမရှိဘူးအချက်တဝဲဖြစ်အောင်လည်းတော့ဒါမျိုးလည်းမရှိဘူးပြီးလို့ရှင်ကိုတစ်ဖက်မိမောက်သွားပြီးတော့ရန်ရှာရန်လုပ်နေရဆိုတာလည်းမရှိဘူးသူမိမကဘာလို့ပဲကြည့်တယ်ဆိုသူယောက်ျားရဲ့အပြုတ်အမူအနေအထားသူ့ဘောဆက်ဆံပုံသူ့ဘောထားတဲ့သဘောဒါဒါဝဲသူမိမအမြင်ကြည့်ရကျွန်တော်ဘာမှမဟုတ်ဘူးအဲ့ဒါကကြတော့သူယောက်ျားကအာနော်ခီးသွားတော့မယ်ဆိုလို့ရှင်တောင်းကအော်ရှင်လမ်းခီးမှာသွေးလိုဝရှိရနဲ့နော်ကျွန်မရန်မကောင်းတာနဲ့သူ့ခေါ်ွားလေးသူ့တကယ်ချင်းဘောကနံပါတ်တော့ထည့်မပြောတော့သူ့ခေါ်ွားလေးလမ်းခီးမှာနော်စီးပင်းမြူလေးတော့ရတာပေါ့ကျွန်မလည်းမလိုက်နိုင်တဲ့ခါကျတော့ခေါ်ွားလေး ကြာတဲ့ခါကျရတာလို့တည်းမဘာဖြစ်ခဲ့လဲဆိုတဲ့ခါကျတော့သူမိမဟာသူဒီကောင်မနဲ့ဖြစ်တယ်ဆိုတော့သူမိမသိနေပြီသိနေရတဲ့တည်းသူဘာဆိုဘာစကားတစ်ခွန်းမှပုံမှာသူမိမမဟာတာဟိုလည်းတမပြောသူ့လည်းမပြောပြီးလို့ရှိရင်အိမ်ပြန်ရောက်ပြီဆိုလို့ရှိရင်ပုံနေမြဲအတိုင်းကြားနေမြဲအတိုင်းသူ့ရဲ့မိမတောက်ကဝတ်တရားတွေကကြေတာမဟုတ်ဘူးဘုဘကန်းကိုဆယ်ဘူတာတော့လုံးနေရချာလို့တည်းသူအဲ့ဒီလိုမျိုးနေတာကွာအဲ့လိုမျိုးဆိုတဲ့ခါကျတော့မိမမသိအောင်လုပ်ပါတယ်ဆိုပြီးမှမိမကသိသွားတဲ့အခါကျတော့သူ့နော် ဘာလို့ဘာလို့ခုံးမမပြောဘဲနဲ့နေနေဒါပေမဲ့သူ့မိန်းမဟာအရန်ကိုမှခံစားနေရပါလားဆိုတော့မြောက်ကြတဖြည်းဖြည်းနဲ့ရိတ်မိလာယောက်ျားလုတဲ့သူကိုအဲ့ဒီလိုလုပေးလိုက်တာမှန်ပြီမယောက်ျားအိမ်ကနေကထွက်သွားပြီဆိုတော့မိန်းမလုတဲ့သူကအခန်းထဲကိုဝင်ပြီးမှငိုတာကျိတ်ပြီးမှသားသမီးကြီးကြားမှာဆိုတော့အခါကျကျိတ်ပြီးမှငိုတာ နော်ဒါသူ့ရဲ့အိမ်ထောင်ရေးလို့သူမပြည့်စုံစေချင်တာလည်းပါတာပေါ့နော်မိမအနေနဲ့ယောက်ျားလည်းခုန်ကြီးတကောင်ယောက်ျားလုပ်တဲ့သူလည်းဒီလိုဖြစ်သွားတာမှန်ပြီသူ့ရဲ့အိမ်ထောင်ရေးကိုအပြည့်စုံခံမယ်လို့ခိုးလုံးကလည်းမတွေးခဲ့တယ်လို့အခုလက်ရှိစိတ်ခံစားချက်မှလည်းအဲ့လိုမျိုးလည်းမရှိဘူးအဲ့တော့ကြာလာတဲ့ခါကျတော့ခိုးစားပါတယ်မသိအောင်လုပ်ပါတယ်ဆိုတဲ့အရာမိမလုပ်တဲ့သူကဒီလိုမျိုးခွင့်ပြုထားတယ်ခွင့်ပြုထားတယ်ပေါ့နော်ခွင့်ပြုထားတယ်လို့ဖြစ်တာပေါ့ခွင့်ပြုထားတယ်ပြီးလို့ရှိရင်သူခံစားရတဲ့အဥ္စာကလည်းမခံစားရသေးဘူးလေသူဟန်ဆောင်နေကြတယ်တတိယတစ်ခါမိမလုပ်တဲ့သူကကျမကြီးထိခိုက်ပြီးပိန်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 ကြလာအဲ့တော့ကြာလာဘာဖြစ်လဲဆိုအဲ့ရောက်ကြာဟာသူမိမတနာလာတနာတာတွေရောအာနာတာတွေရောညာဘီနာပိုင်ချာတော့ဟိုကောင်မနဲ့ပြတ်သွားတယ် ဖောက်ပြန်တဲ့လူကိုလူသိရှင်ချရှက်ခွဲတာဆက်စုချိန်မောင်းတာပြင်းထန်တဲ့စကားလုံးတွေနဲ့နားအောင်ပြောတာတွေကသူနဲ့ဆက်မပတ်သက်တော့ဘူးဆိုလို့ရှိရင်အထုတည်းလည်းဘာမှမဖြစ်ပေမဲ့သူနဲ့ဆက်ပတ်သက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုအပြုမူတွေတနေ့တနေ့ရှောင်ကျဉ်ဖို့လိုတယ်။ဒါကဖောက်ပြန်ခံရတဲ့လူရဲ့နားကျင်မှုကိုလေလူရှုပြီးတော့ပြောတာမျိုးမဟုတ်ဘူး။ကိုချစ်ရတဲ့လူဖောက်ပြန်လို့ရှိရင်ဘလောက်ထိနားကျင်ရတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်သိတယ်။ ဒါပေမဲ့တင်ရသူနဲ့တူဆက်ရှိမယ်ဆိုလို့ရှိရင်တော့စိတ်ပေါက်တဲ့အချိန်တိုင်းသူ့ကိုအပြစ်သားတစ်ယောက်လိုဆက်ဆင်ပြီးတော့ရန်လုံးလို့မရဘူး။ဘာလို့လဲဆိုတော့လူတစ်ယောက်ပြောင်းလဲနိုင်ဖို့ကသူ့ရဲ့ပြောင်းလဲခြင်းစိတ်တစ်ခုနဲ့မလုံလောက်ဘူး။သူ့ရဲ့စိတ်ကိုလုံးချုပ်မပေးနိုင်တဲ့ရုံတစ်ခုလိုအပ်တယ်။အဲ့ဒါမှပဲသူကသူ့လောကမှာယူစိတ်ချလက်ချနဲ့လုပ်ပြီးတော့ရှေ့ဆက်နိုင်နိုင်မယ်။ဒါကဘာလို့ဆိုလိုရလဲဆိုတော့တင်ရသူဖောက်ပြန်တဲ့အကြောင်းတွေးမိတိုင်းတင်နာကျင်ရတာကိုဖြေလျှော့ခြင်းနဲ့ယူရခြင်းနဲ့သူ့ကိုအကြောင်းပိတ်ရတဲ့မိကွန်းကြီးမိတာတို့သူ့အတိတ်ကလုပ်ခဲ့တာကိုပြစ်တင်ဝေဖန်ပြီးတော့အကြက်ခံချင်းချောက်တာကိုလုံမိတတ်တယ်။ အဲ့ဒီခါမှာသူကတင်းနဲ့တူရှိရတဲ့ခါမှာအပြစ်သားတယောက်လိုခန်းစားချက်ဖြစ်ပြီးတော့တင်းနဲ့မျက်နှာချင်းမဆိုင်ဘဲနဲ့ရှောင်ဖယ်ရမျိုးတွေလှုပ်လာနိုင်တယ်။အဲ့ဒါသူနဲ့တင်းကိုပြန်မပြေးလဲစီပဲနဲ့သူပေးထားတဲ့ခရီးစကားတွေကိုတီးဖို့အခက်အခဲဖြစ်စီရလမ်းစာပဲ။တနည်းအားဖြင့်သူနောက်ထပ်တစ်ချိန်ဖောက်ပြန်တဲ့ဖြစ်ရမျိုးတွေစီဥတီစေနိုင်တယ်။အဲ့ကြောင့်တင်းအနေနဲ့သူနဲ့ဆက်ရှိမယ်။သူ့ကိုလည်းပြောင်းလဲစေချင်တယ်ဆိုလို့ရှိရင်သူ့ကိုအမြဲတမ်းအပြစ်တင်ရရှာပြီးတော့အကြိုက်ရိုက်စီတဲ့အပြုမူတွေကိုတနည်းနည်းများရှောင်ဖို့လိုတယ်။တကယ်လို့တင်းကသူ့ကိုမြင်နိုင်ပြောချင်ဆိုချင်စိတ်ကိုထိန်းလို့မရဘူး။သူနဲ့မျက်နှာချင်းဆိုင်နိုင်တဲ့ကားပစာဖြစ်ရတယ်ဆိုလို့ရှိရင်ကောင်ဆယ်လာနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ဖြေရှာမျိုးလုပ်ရမယ်။ အဲ့ဒါမှပဲတင်ရှိဆက်တဲ့အခါမှာ emotional reaction အနည်းဆုံးနဲ့ဖြတ်ချော်နိုင်ပြီးတော့ relationship မှာထိခိုက်နေဆုံးနဲ့ရှင်းဆက်နိုင်လိမ့်မယ်။အားကြောင့်တင့်နေတဲ့ဖောက်ပြန်တဲ့လူနဲ့ရှင်းဆက်မယ်ဆိုလို့ရှိရင်သူ့ကိုကြောင်ပိတ်အကြက်ရအောင်လုပ်ပြီးတော့တင့်ရဲ့နာကျင်မှုတွေကိုကြော်လိုက်ဖို့ကြိုးစားတာမျိုးတနိုင်တမ်းများမလုပ်ဖို့ပြောချင်ပါတယ်။တကယ်လို့ကို